ဟုတ်တယ်သမီးနှလုံးမဲမာရေးသိတယ်သမီးပြောတယ်ပန်းသိသေးတယ်ဟုတ်တယ်ဟုတ်လေကလည်းကကြကြကလေးကြီးမလောက်ပါဘူးသမီးရဲ့မလောက်ပါဘူးသမီးစီးရက်နဲ့မိုင်းပါအောင်ကြက်လို့မိုင်းတက်နေတာတော့အစင်းနေတာတော့တကယ်ပြောတာအထင်မပြောပါဘူးသမီးသမီးမိုင်းကလေးပြောပါဦးနောက်တစ်ခါထပ်ဝင်လာပြောအမားနဲ့ကျေးဇူးပြုပြီးတော့တဲ့ကျမတို့နဲ့နောက်ဖေးကိုတဲ့ဖုန်းနဲ့စစ်မလို့လဲဘာအောင်စစ်မှာနောက်ဖေးကိုသူတို့ဖုန်းနှလုံးမဲ့ကြည့်သွားပြောဘာကိစ္စဖုန်းဖုန်းယူပြီးနောက်ဖေးကအိမ်လာတဲ့ကိုသွားစစ်မှာဘာစစ်စရာအကြောင်းရှိလို့ အလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ရန်ကုန်မြို့တခွင်မှာပေါ့နော်ပြပြဆင်နေအောင်နာမည်ချိနေတဲ့စိုင်းတွေကလင်းလစ်တလို့အလစ်တုံနေတဲ့ NDG ရဲ့ဗီဒီယိုလေးကိုဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်ဗျဒီ NDG ကတော့ရန်ကုန်မြို့ရဲ့နေရာတော်တော်များများရဲ့ CCTV မှာသူ့ကိုတွေ့ရပြီးတော့အထူးသဖြင့်တော့အင်းစိန်ဂျိုကုန်းဘက်တီမှာပို့ပြီးတော့လှုပ်ရှားနေတဲ့ NDG ဗျာနော်ဒီကကျွန်တော်ရဲ့ကြည့်နေတဲ့တငယ်ချင်းတွေလည်း DND ကိုအမှတ်မထင်တွေ့ဆုံခဲ့ရင်တတိထားလို့ရအောင်လို့ ျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျ။ KDNDG ကိုအခုလက်ရှိမိထားတဲ့ဗီဒီယိုရဲ့ပြီးတဲ့အခါပေါ့နော် CCTV ကရိုက်ထားတဲ့ DNDG ရဲ့စတိုးဆိုင်ရပေါ့နော်ဖုန်းကိုဘယ်လိုမျိုးအလစ်တုပ်လဲဆိုတဲ့ဗီဒီယိုမှတ်တမ်းလေးတွေကိုပါတငယ်ချင်းတို့ကျွန်တော်ဖော်ပြပေးမယ်ဗျ။ခဲချင်းနေကျွန်တော်ရဲ့တငယ်ချင်းတွေလည်း DNDG ကိုလမ်းမတွေ့နှုတ်ဆက်လို့ရအောင်လို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်။ ောင်းရည်အများကြီးရှိတယ်။ကဲဒါလေးကတော့သူ့မိတဲ့ video file လေးပေါ့နော်။ကျွန်တော်တို့အသက်ဇေယျလည်းမရတဲ့ဖုန်းလေး။မမဘလို့လုတ်လိုက်လဲ i iPhone ကျွန်မ iPhone ဘလို့လုတ်လိုက်လဲပြော။ပြော။ဒီတော့ရနေနေလေးနဲ့နော်ဘယ်လိုလုပ်ရလဲပြောအမတို့ဖုန်းတောင်းလို့ခိုးရတယ်တစ်လုံးမှ iPhone ပါတယ်အဲ့ iPhone မရောက်တော့ဘူးသူမြင်တော့ my zero ဝင်နေရမှာ မကြီးသွားတယ်သမီးရဲ့မိုင်းအထုံကောက်သွားခဲ့တယ်သမီးသွားတယ်ဟုတ်တယ်သမီးနှလုံးမဲမိုင်းသိတယ်သမီးပြောတယ်ပန်းသီးသေးတယ်ဟုတ်တယ်သူဟာလေကလည်းကြကြကြကလေးကြီးမလောက်ပါဘူးသမီးရဲ့မလောက်ပါဘူးသမီးစီးရခဏမိုင်းပါအောင်ကြက်လို့မိုင်းတိတိနေရတော့အစင်းနေရတော့ခင်ပြောတာအထင်မပြောပါဘူးသမီးရဲ့သမီးမိုင်းကလေးပြောပါဘူးဟုတ်ပါတယ်မိုင်းပန်းသီးဥစ္စာလေးကိုသိတယ်အဲ့လေးကိုအမမလို့ယူသွားတာဆက်ပြောပြဟမ်ဟုတ်ကဲ့ဖြစ်နိုင်မှာပဲရောက်သွားတယ်သမမမှန်ပြောသမီးမိုင်းတိတိပြောနေတာလေးကို မိသွားရင်အိုက်တယ်ပဲเนาะမျက်နှာငယ်လေးနဲ့အမမဟုတ်ဘူးမလားကားကောင်းပဲလောက်တာမလားမဘာဖြစ်လို့ညားဖို့လိုက်ညားကြည့်လိုက်မရှိဘူးလားအမကပါဒနာရရှိတာအမပါဒနာလေးပေါ့เนาะမဟုတ်ဘူးကျွန်တော်ကတည်းကကြားရတယ်အကြမ်းပါလေသမီးရမကြားမှာပါလေစကားကိုတောင်းတာမဟုတ်ဘူးညားတာလည်းထိုင်တယ်တောင်းလို့ရှိပါလေတောင်းလို့ရှိရင်ရှိအမသားသမီးတွေကိုပါအမသားသမီးရဲ့အမအမကအဆက်ကွဲမှာเนาะအခုအမပြောအဲ့လိုအမပါဒနာရှိတယ်အမပါဒနာလေးပမာတော့အမပါဒနာလေးခေါ် ေါ်အမပါဒနာကိုခေါ်ဖို့မခေါ်ရင်အမသာသမီးတွေအားဆာအမအမပုံရင်းနဲ့ဆက်ကွယ်မှာကျွန်မလည်းမဖြစ်ပါနော်မမမရှိပါဘူးသမီးရဲ့သမီးတကယ်ပြောတာပါတောင်းမှန်ပါလေမရှိပါဘူးသမီးအမိုက်တယောက်တည်းပါသမီးရဲ့အမိုက်တယောက်တည်းပါဟုတ်တယ်နော် ကဲဒါကတော့သူကတော့အကြောက်ကန်ညင်းနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာနော်ဒီဆိုင်ရာခိုးသွားတဲ့ဖုန်းဟာတဲ့နော်ဟိုနေရာမှာမိကျန်ခဲ့လို့သူများယူသွားတယ်ဒီနေရာမှာမိကျန်ခဲ့လို့သူများယူသွားတယ်နဲ့နော်သူရောင်းစားတဲ့ဆိုတဲ့စကားလုံးကတလုံးမှမပါဘူးကဲဒီဆိုင်ရာဖုန်းကိုသူဘလို့မျိုးအလစ်တုတ်သွားလဲဆိုတဲ့ CCTV မှတ်တမ်းလေးကိုကျွန်တော်တို့အတူတူကြည့်ကြည့်ကြရအောင်ဗျာနော်ဖုန်းနဲ့ မင်းလာမလို့ရှိတာလေဝင်လာပြီနော်ဒီနေ့ကသူကြီးတို့မိလိန်လာတယ်ညာရီလိန်လာတယ်ငယ်မိုးလေးဟိုလာမျက်နှာပြစ်တာရယ်အဲ့ဒီကမှမလို့ညာရီလိန်လာလို့ဘာလို့ဖြစ်ရလဲညာရီလိန်လာသူကြီးသူသာလေးကနော်ညာရီရောညာတော့ထားလိုက်ဘူးလေးတယ်လေမနက်ကဘုရားဆန်းနေတဲ့ခန်းကြီးလေးဟောဟာငယ်ထုတ်နေရ

သမီးအနေနဲ့မပြောတတ်ဘူးသမီးဟုတ်တယ်သမီးမင်းအရင်ကအရင်သမီးရောင်းဝင်ကြတမီးတို့ကတော်ကီရတော့ကောင်းနေနော်သူကလည်းလာတယ်အဲ့ဘောသမီးကိုသိရမှာဟာသူကဘူးလေးတော့ပြင်နော်ဟာငါလည်းတော့ဟိုးတိုင်းသမီးဒီကောင်လေးကလည်းသမီးကိုထောက်လောက်ငါ့ကိုခုနှစ်ထောက်လောက်ပေးတာအေးတော့ 哦，这边这边这边，我我现在这边不是在这边，我这边这里农业菜的，当然在忙活，忙活那边我去了嘛。哎呀，你看那不不不，哎呀，去了，哎呀，那。ဘယ်လိုလဲဘယ်လိုလဲဟုတ်ဟုတ်ဒီရလေဒီလေးမျိုးဟုတ်တယ်တမီးဟုတ်ပြီနော်ဟုတ်လားဟုတ်ပါရဲ့ဟာတမီးအဲ့တင်ရမင်းတမီးနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်လားမအဲ့ဒီလိုသူ့ကိုဘူးတဲ့သူကရှာပြီးပါ ไอ้เทลเทลไหลเดะเนาะลินเจลินเจဒီကောင်လေးကလေအမျိုးထုတ်လောက်၅ခုခုနှစ်ထုတ်လောက်ပေးပါအမျိုးလေးကျော်ပြီဟိုဖြည့်ရနေတဲ့စီမံဟိုမထည့်တဲ့နေ့ကိုပြန်ပေးလိုက် ်ဘူးလေးနဲ့ထည့်ပေးပန်ငယ်ကမှမဟုတ်ဘူးနော်မွေးတဲ့ပြီးမှမရှိရမှာဝင်ထန်းကောက်မှလေးတွေကိုနော်အလုတ်ရှော့အောင်လောက်တာနော် ဖုန်းတစ်လုံးကတော့เนาะအိတ်ထဲရောက်သွားပြီဗျ။အဲ့ဒါကနေဝင်နေတယ်ဆမ်းပါဘူးဘောင်းကောင်းတယ်ဒီဘောင်းကောင်းဆိုရင်သမီးဒီဘောင်းကောင်းဆိုရင်ဒီမရနေရတော့ဟာဒီမှာဒီမိဘလေး ဒီဘုမဲ့ထောင်းဆောင်ပါနဲ့ဘာတော့ထောင်းဆောင်ပါကုန်းမရှိဘူးသူမကအနည်းငယ်ပြင်းမှာတော့တော့မှာကုန်းပြန်လာတော့မှာပါဘူးဘာတော့ထောင်းဆောင်ပါကုန်းတော့ကျင်လာပါတယ်ဒီ NDG ကိုတော့တေးချာချာကြည်ထောင်းပြလမ်းမတွေ့ရင်လည်းနှုတ်ဆက်လိုက်ချအောင်နော် ဆင်းရဲဆောင်ရဲရောက်တော့မင်းကြီးတော့အမြန်လားဟုတ်ပါဘူးဒီဒီပြုတ်သွားတယ်ကဲဖုန်းတလုံးကတော့ပါသွားပြီဗျာเนาะ DNDG ကိုအခုတော့မိထားပြီဗျဘာတွေဆက်လုပ်ဦးမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြမှာဗျာเนาะ DNDG ကိုတည်တည်ချာချာမှတ်ထားကြဗျာเนาะကိုယ့်ရဲ့အိမ်ကိုကိုယ့်ရဲ့ဆိုင်ကိုလာပြီးဆိုရင်တော့တည်တည်ချာချာဂယုစိုက်ပြီးတော့ DNDG ကိုမျက်ခြေမပြတ်စောင့်ကြည့်ကြဗျသူများရဲ့ချွေးနှဲစာကိုမှစားကျင်ကြတာเนาะမျက်ခုံးမွေးပေါ်မှာသူတို့ကဇင်းကြံရှောက်ချင်တာဗျာ ကျန်စားတာရမ်းတက်နေလေကျမကိုကိုဆိုင်မှနေပြတကူဆွဆွဲခံရတယ်အဲ့လိုကျမတို့ဒီဒီနေ့ပေါ့နော်အဲဆိုင်မှာလူတယောက်မှမရှိတဲ့အချိန်မှာပေါ့ကမာလေးနဲ့ဝင်လာတယ်ပေါ့ဝင်လာပြီးတော့ထိဆုံးအောင်ဝိုင်းနံပါတ်3ဝိုင်းမှာထိုင်တာပေါ့ထိုင်ပြီးတော့အဲ့လိုကျမကိုယ်တိုင် order လက်ခံတယ်လူရှင်းတွေတော့ကျမကလေးတွေကအဲ့ဒီအချိန်မှာသူတို့တွေကလူရှင်းတဲ့ခါကျတော့ကျမသူတို့ကိုပိုက်ပို့ဝါးပေါ့နော်ကျွေးနေတာပေါ့အဲ့တော့သမီးတို့ရေငါကိုယ်တိုင်လက်ခံမဲဆိုတော့ကျမကိုယ်တိုင် order လက်ခံတာပေါ့ order လက်ခံပြီးတော့ပြင်ဆင်ပေးပြီးတဲ့အချိန်မှာ ကောင်မလေးကြောက်ကနေပြီးတော့နောက်ဖေးသွားမလို့တဲ့သွားလို့ရလားဆိုတော့နောက်ကိုသွားရတယ်။ဖုန်းတစ်လုံးပဲယူရတယ်။ဖုန်းယူရတယ်ပေါ့နော်။ကျမတို့ရတော့သူတို့ပါလာတဲ့အိမ်ကိုသူတို့ထားတာ။ပြီးတဲ့ပြီးတော့နောက်တယောက်ကကျတော့တခါလေအဲ့လိုသူ့အတုပ်သူ့အတုပ်ရှားကန်ပြီးအချိန်မှာပေါ့နောက်တယောက်ကလည်းထက်လိုက်သွားတယ်။ဖုန်းပဲယူရတယ်။သူတို့ပတ်ဆိုင်နှလုံးကိုထားခဲ့တယ်။ထားခဲ့တဲ့ခါကျတော့ကျမတို့ကကိုယ်ဆိုင်မှာလာစားတဲ့သူကိုကျမတို့မပြောက်မရှောက်အောင်ကျမတို့လူရှင်းနေတဲ့အချိန်လေးဖြစ်တယ်တဲ့ကျမတို့ကောင်းဆုံးဒေသဖြူဆိုင်ကမယ်။အဲ့တော့ကျမဆိုင်မှာကျမသမီးတယောက်ကစားပြီးသွားတဲ့သမီးတယောက်ကိုကျမကနေပေါ့သမီးလေးလို့ခိုးထိတ်အပေါက်ကနေပိတ်ရက်နာလို့ ပြရတာလို့သူတို့ကထိတ်ဝမ်းမထိုင်တဲ့အခါကျတော့အဲ့ပက်ဆန့်အေကိုလို့အဖေကနေဆွဲလုပ်သွားလို့ရှင်လို့သမီးလို့အဆင်မပြေဘူးလို့ဟိုဟာကိုတောင်ဝင်ရှိမယ်လို့ကိုဆိုင်မှာလာစားအောင်ဆိုထိတ်ပြရတာဆိုတော့ကျမသမီးတယောက်ကိုထိတ်မှလေးရက်ခိုင်းထားတာပေါ့နော်ရက်ခိုင်းထားပြီးကျမကလည်းဒီနေရာမှာအဲကျမကလည်းဒီနေဒီနေရာမှာပေါ့နော်ပြစ်စိပြတ်ထိုင်နေတယ်ဆောင်းဆိုင်မှာလည်းတယောက်မှမရှိဘူးသူကရှင်းနေတော့အဲ့ကောင်မလေးနှစ်ယောက်ပဲရှိသေးတယ်အဲ့ဒါကိုဒီထိတ်ဝမ်းမှာပေါ့ဒီထိတ်ဝမ်းမှာ အဲ့လိုပေါ့အဲ့နဲ့တမီးရဲ့လိုရင်အောင်လေးလည်းရက်အောင်လို့အဲ့နဲ့သူရက်တောင်လေးတစ်ချောင်းနဲ့အမထိန်ဝါးကနေပိတ်ပြီးတော့ရက်နေရေပေါ့အဲ့နဲ့အဲ့လိုရက်ပြီးတော့တခါတယ်ပြီးတော့သူတို့ပြန်လာတော့ကျမတမီးကကျမစီကိုပြန်လာတယ် ပတ်ဆိုင်အိတ်တွေထားခဲ့တယ်တော့သူတို့ထဲမှာဘယ်နှပြပါတယ်ကိုလည်းမသိဘူးစိတ်လည်းမဝင်စားဘူး။ဒါပေမဲ့သူတို့အိတ်လေးတွေသူများဆွဲပြီးတော့မယူသွားအောင်ဒီလမ်းမှာလာဆိုတော့ဒီလမ်းမှာဆွဲတာတူတာတွေကအများနဲ့ခဏခဏဖြစ်နေကြတယ်ဆိုတော့မဖြစ်အောင်ဆိုတော့ကျမအာကျမသမီးတယောက်ကိုကျမအဲ့လိုစောက်ပြီးတော့ထားတယ်။ကျမလည်းဒီပတ်ဆိုင်အိတ်နဲ့အိတ်ကိုကျမကျမသမီးတွေနဲ့တောင်မှကျမမထားပဲနဲ့လူတယောက်မှမရှိပဲနဲ့သူတို့နှစ်ယောက်တည်းဒီပတ်ဆိုင်အိတ်ကိုထားပြီးတော့နောက်ဖေးကိုဝင်တဲ့အချိန်မှာကျမတကယ်ဆိုပုံမှန်ဆိုကျမတို့တွေကနေပေါ့အဲညီမလေးတို့ရေ အဲပစာရင်နေယူရနော်အဲ့လိုပြောမလို့သူကပြပြနဲ့ဝင်သွားတဲ့ခါကျကျမတို့ပြောလိုက်ဖို့အချိန်မရအောင်အားနဲ့ကဲကိစ္စမရှိဘူးငါကိုယ်တိုင်ဆောက်ရှောက်ပေးမယ်ကျမကကျမကိုယ်တိုင်ဒီမှာထိုင်ပြီးတော့ဆောက်ရှောက်ပေးတာအမှပစာရင်ကိုကြည့်နေကျမဒီတက်တဲ့အပေါက်တက်တဲ့အပေါ့နော်ဒီဝင်ဝင်ချင်းပေါ့နော်ကျမတို့ဘယ်ဘက်ကဝိုင်းပေါ့အားနဲ့အဲ့လိုကြည့်ပေးနေကြည့်ပြီးတော့ပြန်လည်းထွက်လာထွက်လာခဏလောက်လည်းနေနေလို့အဲ့ကောင်မလေးရကျမတမီးလေးလှလာပစာရှင်းတဲ့အချိန်မှာပြောရလားဟုတ်တယ်ပစာရှင်းဟဟလာပစာရှင်းတဲ့အချိန်မှာလေတမီးလာပြောရလား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 ဒီ ပတ်စံဆင်းတဲ့ချိန်မှာသမီးတို့ဘယ်လိုပြောอ่ะငါ့ကိုလေဘလူးလေးလာတော့လေသမီးတို့မေးရပါတော့နော်အဲဘလူးမမလာဘူးကွာမားလို့ပြောမားဘာဖြစ်လို့လဲဆိုပတ်စံလေးသိမ်းပြောက်သွားလို့တဲ့ပြောသူကအဲမားရေဘာမှမလာတကယ်လို့ဆင်းလာဆိုဟုတ်တယ်ဟိုနားလေးမှလည်းဆင်းလာခဲ့တယ်သမီးအဲ့လိုပြောအဲ့ဒါကမမကိုတခါအဲစကားကိုရှင်းအောင်ညီတာပြောပြမယ်နော်ရှင်းအောင်ညီတာပြောပြဟိုနားလေးမှဆင်းလာတယ်မင်းကိုအဲ့လိုပြောရတယ်လားဟွာတဲ့ပတ်စံလေးသိမ်းပြောက်သွားလို့တဲ့ကျမတို့လေဒီကိုပတ်စံအိတ်ကိုနောက်ဖေးကိုသွားတာကိုကိုပတ်စံအိတ်ကိုယူသွားလေကျမကလေးတွေဆိုကျမဘယ်လိုဖြေရှင်းမလဲ ကျွန်မသမီးတွေညာရှိခဲ့တဲ့အချိန်ဆိုဘလို့ဖြစ်ရှင်းမလဲသူတို့ပတ်စံအိတ်ကိုဒီတိုင်းထားခဲ့လို့ဆိုကျွန်မကိုယ်တိုင်တော့ကျွန်မစောက်ပေးနေတာအမလေးသူများပတ်စံအတ်တူသူများပြည်စီနဲ့အတ်တူတစ်ချောင်းအားစားတော့စိတ်ဝင်စားဘူး ကျွန်မတို့ဆိုင်မှာဆိုတာလေနံပါတ်၉ဘိုင်းမှာအကိုကြီးတို့ဗန်းနေပတ်စံနေထုတ်လာတာလေသွတ်သွေးမင်းနဲ့တင်းအောင်မှာရှာကနန်းကျော်တဲ့အထုတ်လိုက်ကြည့်အမလေးအထုတ်လိုက်ကြည့်ကိုတေးသေးစစတင်းပြီးတော့အဲ့ဒီအကိုပြန်ပေးတာကျွန်မဆိုင်မှာ iPhone နောက်ဆုံးပေါ့ကျွန်မဆိုင်မှာလာစားတာလေတစ်ထည်တရာများတယ်ပေါ့နော်လိတ်တက်လိတ်တက်လိတ်တက် brand new လိတ်တက်လိတ်တက်တွေသုံးတဲ့သူတွေကများတယ်ကျွန်မဆိုင်မှာ iPhone နောက်ဆုံးပေါ်ကြီးတန်ခဲ့တာကျွန်မသမီးတွေကျွန်မလက်ထဲကိုအပ်ပြီးတော့ကျွန်မတို့တွေအဲ့လိုစားသုံးသူအချိန်ခဏဆောက်တယ်မိလို့ရှိရင်လိုက်ပေးတယ်ဒါမှမဟုတ်ရှင်ကျွန်မရဲ့ပေးတဲ့ TikTok တွေအကုန်လုံးမှာတေးပတ်ကျွန်မတို့ကပြန်ပေးတာအများကြီးတယ်ကျွန်မဆိုင်မှာကြံခဲ့တဲ့ပစ္စည်းဆိုတာလေကျွန်မတို့အချိန် င်းနဲ့ပြီးကောက်ပြီးတော့တွတ်တွတ်နဲ့တင်းတာအခုကျွန်မဆိုင်မှာနေတယ်လည်းနဲ့ကျွန်မကသူတို့ရဲ့ပတ်စံ၄သိန်းပြောင်းဟာလို့တဲ့ဒီနားမှာဘသူလာလဲတဲ့ဘသူလာလဲဆိုတော့သူတို့အဲ့ကိုဒီလက်ထိတ်ဆုံးရမှာထားလို့သူများဆွဲလို့မှာဆိုတော့ကျွန်မတမိကြောက်ကိုမတက်ရပြီးစောက်ခိုင်းတာ ဒီကလေးတွေမှာခိုးတက်ဝက်တက်တဲ့ကလေးဘယ်သူမှမပါဘူးအဲ့လိုနော်ဒီကလေးတွေထဲမှာကျမကလေးတို့လုံးဝအာမခံတယ်နောက်ပဲကျမကိုယ်တိုင်ကျမကလေးတွေဆိုလဲထားလိုက်အောင်ကျမကိုယ်တိုင်ဒီမှာစောက်ပြီးတော့တို့အိတ်ကြီးလှမ်းကြည့်ပေးနေအောင်အော်ဒီကောင်ကလေးတွေဟဲ့တခါလေအဲ့လိုအကိုအိလေးတွေကိုယူမသွားဘူးမနေဟိုအဲ့နောက်မှာလုံးဝနေအဲ့နောက်မှာရက်နေနော်နေလုံးဝဟိုမလာနဲ့ဟောငါတို့ပဲလုံးမယ်နော်လုံးစရာရှိရင်လူကလည်းတရားအောင်မှမလာအဲ့ဒီအချိန်မှာတို့စားနေတဲ့အချိန်မှာစားဝမ်းရသုံးလေးဝမ်းလိုက်ရင်လည်းရှိလဲရှိရောတို့အိတ်ကြီးအားလည်းပတ်စပ်လေးတင်ပြသွားလို့တဲ့ဒါရဘာကြီးလဲ ဟုတ်ဟဲ့လေကျန်တော်တော်ကြီးတယ်နော်မနေစိတ်ဝင်စားဘူးသူများပစ္စည်းအတူတခြားသာစိတ်ဝင်စားဘူးဆိုင်ဝင်လာပြီးတကိုးဆွဆွဲခဲ့အဲ့ဒါနဲ့အဲ့ဒီအပြုံကိုမကျေနပ်ဘူးအားနဲ့ညာလေးလို့ဘာဖြစ်တာလဲလို့ကျမနဲ့ကျမကိုယ်နဲ့သွားပြောတာအဝါနဲ့ကျမတို့လည်းအိတ်ချရတယ်ပတ်စံလေးတင်ပြသွားတယ်ပြည့်ပတ်စံလေးတင်ပြအမတို့ဘက်ဆက်ယူအောင်မလဲလို့ညီမတို့ပတ်စံဟုတ်လို့ဘက်ဆက်ယူအောင်မလဲလို့ညီမတို့ပတ်စံကိုယ့်ကိုယ်တဲတေချာစစ်လို့ကိုယ့်ကိုယ်နောက်ပြေးသွားတာယူသွားနေလို့အမတို့တော့ကညီမတို့အိတ်ကိုဆွဲမှာဆိုလို့ဆိုင်ရကလေးမတယောက်ကိုရက်ပြီးဆောက်ခိုင်းတာအမကိုယ်နဲ့ဒီမှာရက်ပြီးတော့ဆောက်နေအမအိမ်ထဲတော့ဝင်မနာဘူးလို့ကျမလူရှင်းရင်နားတတ်တယ် ။ဘာလို့လဲ။ဘာလို့လဲ။ကျမအရန်ပြင်မယ်နဲ့အာစုံအာမကအောင်။အဲ့ဒါကိုကျမတို့ကိုပတ်စံလေးသိမ်းပြလို့ရပြီးလဲပြီးတော့နောက်ဆယ်မိနစ်လောက်နေတော့ဟုတ်လားနောက်တစ်ခေါက်ထပ်ဝင်လာတယ်ကောက်ကတယောက်ကနောက်တစ်ခေါက်ထပ်ဝင်လာပြီးတော့အမားနဲ့ကျေးဇူးပြုပြီးတော့တဲ့ကျမတို့ရဲ့နောက်ခွေးကိုတဲ့ဖုံးနဲ့စစ်မလို့လဲဘာအောင်စစ်မှာ။နောက်ခွေးကိုတို့ဖုံးနှလုံးမဲ့ယူသွားပြီးတော့ဘာကိစ္စဖုံးဖုံးယူပြီးနောက်ခွေးကအိမ်သာတဲ့ကိုသွားစစ်မှာ။ဘာစစ်စရာအကြောင်းရှိလို့။အမလေးတက်ရှိလာခဲ့တယ်မှာအမလေးမဟုတ်ဘဲနဲ့လာမဆုတ်ဆွဲနဲ့။ လုံးလို့ရမယ်ဒီမီလာမလုံးနဲ့အမလေးလာပြီးတော့ဒူမြန်လာပြီးတော့ကိုဒီလောက်ကိုသူတို့ပတ်စံအိတ်တွေဒီတိုင်းပြီးဆိုလဲထားသွားတာတော့တခါတည်းသူများလာပြီးတော့ကိုတည်းဒီမှာထိုင်ပြီးတော့နေတဲ့အချိန်မှာဟိုးထိတ်မှအပအပေါ့ဝမှာထားတဲ့အချိန်မှာဆွဲဝမ်းမှာဆွလို့တော့မှမတရက်ပြီးတော့စောင့်ပေးပြီးတော့ကိုကိုတိုင်းဆိုင်ရှင်ကိုတော့တော့ထိုင်ပြီးတော့ထိုင်ပြီးတော့စောင့်ပေးနေတာဟုတ် ထိုင်ပြီးတော့စောက်ပေးနေတာကိုလာပြီးဆိုင်မာနေတာတခိုးဆွဆွဲရတော့ကောင်မတယ်မလေထုံးစံမရှိဘူးသူများပစ္စည်းအတူတခြားစားမှာကုန်ချဝယ်လို့ပစ္စည်းတွေပိုပါတယ်မှားတွေ့ရင်တောင်မှပတ်စံပြန်ပေးတဲ့အမျိုးအစသူများပစ္စည်းသူမမသိရအတူတခြားစားဘယ်တော့ကမှမယူခဲ့တဲ့မိမကျမသမီးတွေပဲရှိရဘလို့ဖြစ်ရှင်းမလဲအဲ့တော့နော်ရုပ်ရုပ်တွေလာမလို့နဲ့နော်ငိန်ခံတဲ့ထဲမှာတော့မပါဘူးအမလေလာပြီးတော့ပြီးလဲပြီးတော့တခါလဲကျမအဲ့နဲ့ ။ဘကိစားဖုန်းနဲ့တားကြည့်မှလဲလို့ညီမတို့နောက်မှာဖုန်းပြီးပြန်ယူသွားရလေလို့ညီမတို့အဲ့ဒီနောက်ကအင်တာနက်ဘကိစားအဲ့ပတ်ဆိုင်ရှိမှလဲလို့အဲဘကိစားထက်စစ်မှလဲလို့အားလဲကျမစစ်ပဲစစ်စစ်သွားစစ်လို့အားလဲကျမတမီးရထည့်လိုက်တာအားလဲအားလဲအားလဲပြီးလဲပြီးတော့မပအောင်ဦးတဲ့ကျမတို့ဟိုတဲ့လမ်းမမြဲနဲ့ခပိုက်ကားနဲ့နှိုက်ဝါလာမသိဘူးတဲ့စကားကိုအရှိန်အောင်မညီပြောတာပေါ့နော် ရှုံလေးတွေကတော်တော်လှပြီးတော့တော်တော်မှနူးနူးဆက်ဆက်တော်တော်မှလှပတဲ့မိန်းကလေးနှစ်ယောက်ပါတတိထားပါနောက်တခါကျမဆိုင်အောင်လာစားတဲ့စားသုံးသူတွေနောက်ဖေးကိုသွားမယ်ဆိုကိုပစ္စည်းကိုကိုနဲ့တမားလေးဆောင်ထားပါမဟုတ်ဘဲနဲ့တော့အဆုတ်ဆွဲမခံနိုင်ဘူးကျမတို့ကထုံးစံမရှိဘူးကျမတို့အဲ့လိုသူများပစ္စည်းစိတ်ဝင်စားအောင်ကိုလိုအားကနဲ့ကိုချွေးသေးစားရရတဲ့ပစ္စည်းတွေမမောတာကဲကြည်နေကျွန်တော်ဟဲ့တငယ်ချင်းနေလေနော်ရုပ်ချောချောလေးရုပ်လှလှလေးတွေတွေ့ရင်စွတ်မယုံချနဲ့ဗျာနော်တကယ်အကျင့်စာရိတ္တမကောင်းတဲ့သူတွေကပုံများတယ်ဗျာ ရုတ်ချောပြီးအကျင့်စာရိတ္တပျက်စီးနေတဲ့သူတွေအများကြီးပဲရှိတယ်ဗျ။ဒါကြောင့်မလို့ဒီဗီဒီယိုလေးကဒါတက်သေးပဲเนาะ။ ဒီ sanction anti ကြီးတာရှိလို့ပေါ့ဗျာနော်သူတာမရှိရင်တကယ်မလွယ်ဘူးဗျကိုယ့်ရဲ့အိတ်ထဲမှာဗျာပတ်ဆိုင်နေအများကြီးပါတာကိုနော်တပါးရဲယူဆောင်မသွားဘဲနဲ့ဒီထိုင်ကုန်ပေါ်မှာတင်သူတို့ရဲ့ပတ်ဆိုင်အိတ်နှစ်ယောက်လာတာနှစ်ယောက်စလုံးထားခဲ့တယ်ဆိုတော့သူတို့မှာအကြံတစ်ခုခုတော့ရှိမယ်ဗျကြည့်နေကျွန်တော်ရဲ့ငွေချင်းတွေလည်းဒီဗီဒီယိုလေးတွေကနေပြီးတော့ဗောနော်လူတိုင်းကိုမယုံဖို့သင်ကန်းစာများစွာရရှိလိမ့်မယ်လို့ထင်တယ်ဗျရုပ်ချောတိုင်းကိုလည်းမယုံဖို့ဒီဗီဒီယိုလေးကငွေချင်းတို့အတွက်ဒါတက်တည်ပဲနော် ကျင့်နေကျွန်တော်တငယ်ချင်းနေလေနော်ပထမဗီဒီယိုလေးက NDG ကိုလည်းသိချာချာတတိထားကြအောင်ဗျကဲကျွန်တော်တငယ်ချင်းနေလေပြောချင်တဲ့အကြောင်းအရာလေးတွေရှင်းလေကျွန်တော်အောက်မှာ comment လေးရေးပေးသွားခဲ့ပါအောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ဗျနော်